မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတက္ကသိုလ်ဝင်းတွင်တက်ဆွေးထားတဲ့စက်ကြီးကောင်းနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၀ဦးထပ်မံတေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်စကိုင်းတက္ကသိုလ်ဝင်းတွင်တက်ဆွဲထားတဲ့စက်ကြီးကောင်းနေတဲ့အကြံဘတ်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးထပ်မံတေဆုံးခဲ့တယ်လို့လင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့စီမှသိရပါဗျ။ ဧပြီလ29ရက်နေ့ညနေ9:30မိနစ်ခန့်မှာစကိုင်းမြို့နယ်စကိုင်းတက္ကသိုလ်မှာထိုင်ချတက်ဆွဲထားပြီးလမ်းသွာလမ်းလာပြည်သူတွေကိုဖမ်းဆီးငွေညစ်တောင်းခံနေတဲ့စကားစီတပ်သားတွေနဲ့စကိုင်းကန်တလူတိုးကိမ်မှာအထိုင်ချတက်ဆွဲပြီးပြည်သူလူထုတွေကိုဖမ်းဆီးငွေညစ်နေတဲ့စကားစီတပ်သားတွေကိုပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းစကားစီတပ်သား၁၀ဦးထပ်မံနေတေဆုံပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတေဆုံသွားတဲ့စစ်သားလောင်းများနဲ့ဒဏ်ရာရစစ်သားတွေကိုတင်ဆောင်နေစဉ်လက်နက်ကြီး က်နက်ငယ်များနဲ့ပတ်ဝန်းကျင်ကိုရန်တန့်ပစ်ခတ်ခဲ့တာကြောင့်ပြည်သူလူထုပိုင်းလေယာဉ်များတွင်ကြားရောက်ပေါက်ကွဲပြီးမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့စကိုင်းနဲ့စကိုင်း PDF တို့ပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။နောက်ထပ်တပ်ဖွဲ့အနေနဲ့အာရှပစိဖိတ်မှာ GDP နဲ့ရှင်ရင်စေ30ဆင့်အများဆုံးမြန်မာဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံစည်းပွားရေးနဲ့ရှင်ရင်စေ30ဆင့်အကျိုးစားအမြင့်ဆုံးအသုံးပြုနေတဲ့နိုင်ငံဖြစ်မြန်မာကအာရှပစိဖိတ်မှာဦးဆောင်နေရလို့ CNN သတင်းကဖော်ပြထားပါရယ်။ Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနကအခုသတင်းပတ်အစောပိုင်းမှာ 2024ခုနှစ်အတွင်းကမ္ဘာနိုင်ငံအသီးသီးရဲ့စီးရင်အတုံးစိတ်ဆိုင်ရာချက်လက်တွေကိုထုတ်ပြန်ခဲ့ရမှာအဲ့ဒီတွေ့ရှိချက်ကိုထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။ကမ္ဘာပထဝီဝင်နိုင်ငံရေးတင်းမာမှုကြီးနေပေါင်းဆောင်ကြောင့်2024ခုနှစ်ကစီးရင်ခေတ်ပြီးဆုံးပြီးတဲ့နောက်ပိုင်းကမ္ဘာပေါ်မှာစီးအတုံးစိတ်တိုးတက်မှုအမြင့်ဆုံးနှစ်အပိုင်းခြားဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းစစ်မီးတောင်းလောင်နေတဲ့မြန်မာနိုင်ငံကတော့2024ခုနှစ်မှာနိုင်ငံရေးတနစ်တာပြည်တွင်းထုံးလုံးမှုစွမ်းအား GDP ရဲ့68%ခန့်ကိုစီးရင်အတွက်တောင်းဆွဲခဲ့ ဲ့ပြီးတန်ဖိုးအနည်းနဲ့ဒေါ်လာ9ဘီလီယံလောက်ရှိရဲလို့ကမန်းကြောင်ဖော်ပြပါရယ်ဒါဟာအရင်ကထက်66ရာခိုင်နှုန်းမြင့်တက်လာတဲ့ကိန်းဂဏန်းဖြစ်တဲ့လို့ GDP တန်ဖိုးနဲ့စစ်အုံစင်ရှင်မြန်မာကအာရှပစိဖိတ်ဒေသတစ်ခုလုံးမှာအများဆုံးဖြစ်တယ်လို့ဆိုပါရယ် စစ်ကောင်စီက2023-2024ဘဏ္ဍာရေးနှစ်မှာကာကွယ်အသုံးစိတ်ကျပ်ဘီလီယံ9600ကျော်သုံးစွဲမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။2024-2025ကဘဏ္ဍာရေးနှစ်မှာတော့ဘလောက်သုံးစွဲမယ်ဆိုလို့ပြီးမထုတ်ပြန်တော့ပဲလူတလောက်အသုံးပြုခွင့်ရဖို့စစ်ကောင်စီကဆိုခဲ့ပါတယ်။2024-2025ဘဏ္ဍာရေးနှစ်နောက်ဆက်တွဲပတ်မှာ နောက်ဆက်တွဲဘတ်ဂျက်မှာကာကွယ်ရေးအတုံးစိတ်ကိုစစ်ကောင်စီကလိုအပ်သလောက်ထပ်တိုးသုံးဆွဲခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကာကွယ်ရေးအတုံးစိတ်က GDP တစ်ခုလုံးရဲ့30ရာခိုင်နှုန်းခန့်ထိရှိရလို့လည်းသိရပါတယ်။ရွေးကောက်ခံအချက်သားအစိုးရလက်ထက်နောက်ဆုံးဗန်နိုင်းနှစ်ဖြစ်တဲ့2020-2021ဗန်နိုင်းနှစ်မှာကာကွယ်ရေးအတုံးစိတ်ကိုကျပ်ပြီးလျက်3400ကျော်တမတ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်စစ်ကောင်စီက2023နှစ်လပိုင်းမှာကရင်ပြည်မှာမဲဆဲမြို့ကိုကရင်တပ်ပေါင်းစုကထိုးစစ်ဆင်သိမ်းပိုက်ပြီးရဲ့နောက်ပိုင်းမြို့တွေ ဇက်တိုင်းလက်လွတ်လာခဲ့ရပြီးမြို့ပေါင်းအနည်းဆုံး 65မျိုးရှိပြီဖြစ်ပါတယ်အထူးသဖြင့်2023အောက်တိုဘာ29မှစတင်ခဲ့တဲ့2029စစ်စင်ပြီးရဲ့နောက်ပိုင်းဆေးအုပ်စုဟာမျိုးတွေဆုံးရတာပုံမြန်လာခဲ့ပါတယ်စစ်ကောင်စီကစင်ရီအတုံးစင်အများကြီးအတုံးပြုပြီးလေကြောင်းအားသာချက်ကိုအတုံးပြုပုံကျဲတိုက်ခိုက်နေပြီးမြုံရှုံခဲ့တဲ့မြို့ကိုတိုက်ပြီးပြန်ရတာကစီဆိုင်ကောလင်တပန်ရင်းမျိုးတွေပဲရှိပါတယ်ရာမခအခြေဆိုင်တဲ့လာရှုမျိုးကလည်းတရုတ်ပြည်အားပေးတာကြောင့် MNDA ကပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်2024ခုနှစ်မှာနိုင်ငံတကာစစ်တမ်းရဲ့စင်ရီအတုံးစင် ဒေါ်လာနေတသမ8.8ထရီလီယံထိမြင့်တက်ခဲ့ပြီး2023ခုနှစ်ကထက်9.4ရာခိုင်နှုန်းထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။ဒါဟာ SIPRN ကနှင်းစင်ထုတ်ပြန်နေကြစည်ရင်းဒီမှာစင် AK အဆုံးသတ်ပြီးနောက်ပိုင်းရှားခိုင်နှုန်းအများဆုံးမြင့်တက်မှုစံချိန်တစ်ခုအနည်းနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အာရှနိုင်ငံတွေထဲမှာတော့ဂျပန်ဟာ2023ခုနှစ်ရှင်ရင်ကာကွယ်ရေးအတုံးစိတ်ကို2024ခုနှစ်မှာ27ရာခိုင်နှုန်းမြင့်တင်ခဲ့ပြီးဒါဟာ1952ခုနှစ်နောက်ပိုင်းပမာဏအများဆုံးထည့်တွင်သုံးစွဲမှုဖြစ်လာပါတယ်။ဒါပေမဲ့နိုင်ငံရဲ့ GDP နဲ့ရှင်ရင်တော့ဂျပန်ရဲ့စစ်တုံးစိတ်က1.4ရာခိုင်နှုန်းပဲရှိပါတယ်။ တရုတ်နဲ့ရှီနန်ပိုင်နဲ့အငင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ဖိလစ်ပိုင်ကလည်းကာကွယ်ရေးအတုံးစိန်ကို2024ခုနှစ်မှာ19ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။တောင်ကိုရီးယားကတော့2023ကထက်အတုံးစိန်1.4ရာခိုင်နှုန်းသာထပ်မြင့်ခဲ့ပြီးမြေအရှိအာရှမှာ GDP နဲ့ရှင်ရင်း30%အများဆုံးနိုင်ငံဖြစ်ရပ်တည်နေပါတယ်။တောင်ကိုရီးယားက GDP ရဲ့1.6ရာခိုင်နှုန်းကိုစည်ရေးအတွက်သုံးစွဲနေလို့ SRBI ကဆိုပါတယ်။ အာဖရိကနိုင်ငံတွေရဲ့ပြည်မြဆဲ30ကလည်း2024ခုနှစ်မှာအရှင်နှစ်ကထက်300ခိုင်နှုန်းလောက်မြင့်တက်လာပါတယ်။ဒါပေမဲ့အာဖရိကရဲ့ဆဲ30အများဆုံးဖြစ်တဲ့အယ်ဂျီးယားနိုင်ငံတော်မှာကမ္ဘာအဆင့်မှာတော့နံပါတ်20သားချိတ်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တော်လိုင်းအရှိန်မြင့်ဖို့ရည်စကြိုမြိုင်နဲ့ပေါင်းမြို့နယ်ပါကဖဖွဲ့များပူးပေါင်းနေအကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းအရှိန်မြင့်ရလို့ဆိုပြီးမကွေတိုင်းပခုတ်ကူတိုင်းတွင်းရှိရည်စကြိုမြိုင်နဲ့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပါကဖဖွဲ့များပူးပေါင်းမယ်လို့ရည်စကြိုမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကပါကဖပြန်ကြားရေးတာဝန် ဝန်ခံကပြောပါရယ်ရေစကြိုးပေါင်းနေမြိုင်မြို့နယ်များမှာမြို့နယ်စုံတိုင်းနယ်ရက်ကျင်းအနီးနဲ့စီရေးကိစ္စရများအရာဖြစ်စေနေမြေအတွင်းအဖွဲ့အစည်းအချင်းချင်းတင်းမြတ်ကောင်းမွန်စွာရေရှည်ဆက်ဆံနိုင်ရင်အပြန်အလှန်လိုအပ်ချက်များကူညီပံ့ပိုးပေးနိုင်ရင်ကြိုးပမ်းမယ်လို့လည်းသက်ဆိုင်ရာပါကဖာရီက AB 29ရဲ့ညပိုင်းမှာထုတ်ပြန်ထားပါရယ်တားအပြင်ပခုတ်ခုခရိုင်တွင်မြို့နယ်ပါကဖာတာဝန်ခံတွေကမြေပြင်မှာမျက်နှာစုံကြီးဆွေးနွေးဖလှယ်ခဲ့ကြကြောင်းအတည်ပြုပါရယ်ကျွန်တော်တို့ကခုမှပူပေါင်းတာမဟုတ်ဘူးပေါင်ရောမြန်ရောစသဖြင့်စစ်ကောင်စီစခန်း တွေကိုအတူတကွာပူးပေါင်းသိမ်းပိုက်ခဲ့ကြတယ်။အခုဒေါ်လိုင်းကာလာကအချိန်တိုင်းတာရောက်လာတဲ့အတွက်ဒီထက်ပိုပြီးပူးပေါင်းမှုတွေပိုလုပ်ပြီးဒေါ်လိုင်းအချိန်မြင့်ဖို့လှုံ့ဆော်လာလို့ပြောလို့ရပါတယ်လို့ရေစကြိုမြို့နယ်ပါကဖာတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။မြို့နယ်ပါကဖာတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှုတွေအရာလဲမြေပြင်ပကတိအခြေအနေနိုင်ငံရေးစီရင်နေမြေလုံခြုံရေးနဲ့ဒေသရင်းဒေါ်လိုင်းအားကောင်းစေဖို့စိတ်တူကိုယ်တူဆောင်ရွက်မယ်လို့သဘောတူညီမှုရရှိခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရယ်။ လက်ရှိမှာရည်စကြိုနဲ့မြိုင်မြို့နယ်ကိုစစ်ကောင်စီရဲ့တပ်မတရားတဲ့လက်အောက်ခံခလာရ956 958 958 958တန်ရင်းတွေကစစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်နေပါတယ်။ဒေသတွင်သတင်းချက်လက်တွေရရှိစကြိုမြို့နယ်ဘလဘစင်ရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းကရွာလုံးကျွမီရှုဖြက်စီးခဲ့တယ်။အဆိုပါစစ်ကြောင်းကို AP 20ရက်နဲ့21ရက်မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်တိုက်ဆုံမှုတွေရှိနေပြီးရဲဘော်အချို့ထိခိုက်ကြရှုံးမှုတွေရှိကြောင်းသိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့မိုးကုတ်အနောက်ပိုင်းကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့အပြစ်ရက်တက်တန်းပြည်ရင်ဤဗီလာ30ရက်နေ့ည8:25မိနစ်မှာတောင်တက်မတော် DNL ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကျွန်တော်တို့နဲ့နေရဖြတ်တာနဲ့ကျဲသွားတဲ့ဂျန်နဲ့နှစ်ကြိမ်ကျဲတာကြောက်လုတ်ွက်ပဲဖြစ်ဖို့များတဲ့နေရာတီးကြတော့မတရားသေးဘူးလို့မိုးကုတ်ဒေသခံတအုပ်ကပြောပါရယ်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိကိုတော့သတင်းဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်လက်ရှိဘုံကျဲတဲ့နေရာကသစ်စိန်ကုံရွာတဝိုင်းဖြစ်ပြီးဘုံနှလုံးကျဲချသွားတယ်လို့ဒေသခံတွေပြောဆိုနေပြီးမြေသတင်းဌာနအနေနဲ့အတည်ပြုနိုင်ဖို့အကြိုးစားဆက်သွယ်နေစေဖြစ်ပါတယ်ပြီးခဲ့တဲ့ AB 18ရက်နေ့တကူနေမှာလဲ DNL ထိန်းချုပ်ထားတဲ့မိုးကွန်းမြို့အရှိပိုင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် AB 30ရက်ကငလင်ကိုအကြောင်းပြုပြီးစစ်ကောင်စီဘက်ကရှာရင်အပြည့်အကြောင်းကြေညာထားတဲ့တပ်တန်းပြည်တဲ့နေ့ဖြစ်ပါတယ်မိုးကွန်းမြို့က2029စစ်စင်ဒုတိယလိုင်းတွင် DNL င်ကတိုက်ခိုက်သိမ်းပြီး၎င်းတို့နဲ့အုပ်ချုပ်ရေးရန်တရားတွေလည်းပတ်နေတဲ့မြို့ဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့တောင်တာမျိုးနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုနှစ်ရက်ဆက်တိုင်းတိုက်ခိုက်မှုရဲတပ်ချက်တို့ပါဝင်ငါးဦးတိစုံပြီးနှစ်ဦးအရှင်ဖမ်းမိကတနက်နှစ်လက်သိမ်းဆည်းရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာရဲတပ်ချက်တအုပ်ပဝင်း9ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိကတနက်နှစ်လက်တင်းစင်ရရှိခဲ့ကြောင်းပုတ်ပါဂလာရီယာဖို့စ်မှတပ်ဖွဲ့တာဝန်ခံတအုပ်ကပြောပါရင်အေပီလာ26ရက်နေ့မနက်ပိုင်းမှာငတရောင်မြို့နယ်ကွယ်ရဲစခန်းမှအင်အား120ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကတော်ပြားကြီးရွာနဲ့တရားကြီးရွာတို့မှဝင်ရောက်တဆွဲပြီးအေပီလာ29ရက်နေ့မှာတောင်သာမြို့နယ်တောင်ခမောက်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါရင်အဲ့ဒီလိုစစ်ကြောင်းထိုး င်ရောက်လာစဉ်ပုပ်ပါဂလာရီယာ4 PGF တပ်ဖွဲ့နှင့်21ဗကန်တပ်ဖွဲ့တို့ကပူးပေါင်းပြီးစတင်တိုက်ခိုက်ခဲ့ပြီးတနအီကျော်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲဒီနောက်လက်နက်ခဲယံပြန်လည်ပြီးပြန်လည်ဆုတ်ခွာလာစဉ်ဗကန်ဘလူးတပ်နှင့်မဟာမိတ်များရောက်ရှိလာပြီးတိုက်ပွဲထက်မှန်ဖြစ်ပွားကအကြံဖတ်စစ်တပ်ဘက်မှ၄တပ်ပစ်ကူရောက်ရှိလာပြီးတော်လိုင်းပူးပေါင်းတပ်များဆုတ်ခွာပြီးခဲ့ကြောင်းသိရပါသည် အဲ့ဒီလိုတော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာပေးလိုက်စဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတောင်ခမောက်ရွာတွင်ကိုဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အေပီလ28ရက်နေ့မနက်ပိုင်းမှာတောင်ခမောက်ရွာမှာကြောက်ပရောင်းမျိုးနယ်ထောက်ရှာရွာကိုဆက်လက်ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပုတ်ပန်းဂလရီယာစပေါ်အဖွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်တွေကမနက်9နိုင်ခန့်မှညနေ4နိုင်ခန့်တိကြားပြန်တိုက်ခိုက်ခဲ့ရာစစ်တပ်စစ်ကြောင်းအထင်အားပြီးလေကြောင်းနဲ့6ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနေရတာတိုက်ပွဲအတွင်းအကြံဘတ်စတက်ဘမစစ်တုံးပန်းနှအူအရှင်ဖမ်းမိပြီးရဲတကြက်တအူပါဝင်၁၅ဦးတိဆုံကထိခိုက်ဒဏ်ရာရရှိသူ၄၃ဦးရှိပြီးဒဏ်ရာရရှိသူတွေမှာအရာခံပေါ်တအူပြင်းထန်ကြောင်းဒါအပြင် M22 တနက်နှစ်လမ်း equipment တကူလက်ပစ်ပုံ၃လုံးစကားပြောဆက်လီးလုံး9.6 နှစ်ကြီးအတောင်80နှင့်အခြားဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပုံပါ Galerias ဖို့ PGF တပ်ဖွဲ့နှင့်အတူပကံပြည်ဘလူတပ်21ပကံမြင်းကြံခရိုင်တပ်ရင်း3ညောင်းခရိုင်တပ်ရင်းကတောင်းရင်သွေးတပ်ဖွဲ့ညောင်းခရိုင်ပကဖာမိုးမခပြောင်ကြားတပ်ဖွဲ့ဂလုံးပြောင်ကြားတပ်ရန်ကြီးအောင်တပ်မန်ပခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Scorpion ပြည်ပ Defense Force တို့ပူးပေါင်းခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။